မြန်မာနေဦးခရိုနီကယ်မတ်လ16ရက်မြင်တွင်တိုင်းသားနေမျိုးတွေကအတင်းအာတမစစ်မှုထမ်းဆူဆောင်းမှုသတင်းထွက်ပေါ်လာခုရပိုင်းသတင်းတွေမှာမိုးကုံမြို့မှာမြို့ကိုကာကွယ်ရန်အသက်18နှစ်မှ45နှစ်အတွင်းအမျိုးသားများတိန်အောင်တဦးနဲ့အမျိုးသမီးများဖြစ်ပါက2ဦးနဲ့အထက်ရှိတဲ့အိမ်အောင်စုများစစ်မှုထမ်းဖို့ TNL အောင်အမျိုးသားလွတ်မြောက်ရေးတမတော်ကဆူဆောင်းနေတဲ့သတင်းနဲ့ဒေသခံမြို့ခံတွေအနေနဲ့အခုလိုမြို့နေအိမ်အောင်စုတွေကို အတင်းကျပ်စုဆောင်တာကိုကန့်ကွက်နေကြတယ်ဆိုတဲ့သတင်းတွေသတင်းဌာနတစ်ခုမှကဖော်ပြလာကြတာတွေ့ရပါတယ်အခုလိုမိုးကုံမြို့မှာစစ်မှုထမ်းစုဆောင်တဲ့သတင်းကိုသတင်းဌာန၅ခုထပ်မင်းဖော်ပြထားကြပြီးသတင်းဌာနတစ်ခုကတော့မိုးကုံမြို့ကိုတင်းယူပြီးကာဆာကာလာက MTY PDF နဲ့ TNL တပ်ဖွဲ့ဝင်တွေမျိုးရင်းလမ်းမှာအတူတူကြီးစုစစ်ဆေးနေတဲ့သတင်းတပ်ပုံတွေဖော်ပြထားတာတွေ့ရပါတယ် MTY PDF တွေအနေနဲ့ ိုးကုန်းမြို့တိုက်ခိုက်သိမ်းယူရာမှာပူးပေါင်းပါဝင်ခဲ့တာကြောင့်အခုလိုအတ္တမစစ်သားစုဆောင်တဲ့အဖြစ်ပြက်တွေဖြစ်ပွားနေတဲ့ပေါ်ဘလို့တုံ့ပြန်မှုမျိုးပေါ်ထွက်လာမလဲလို့မျှော်လင့်မှုနဲ့သတင်းဓာတ်ပုံကိုဖော်ပြတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။သတင်းဖော်ပြမှုတွေအလုံးမှာဖော်ပြထားတဲ့အချက်လက်တွေကမတ်လ6ရက်နေ့မှာမိုးကုန်းမြို့ကအုပ်ချုပ်ရေးမှုတွေကို TNL ကခေါ်ယူတွေ့ဆုံပြီးမျိုးဆောင်တပ်ဖွဲ့စည်းဖို့အသက်16နှစ်ကနေ45နှစ်ကြားရှိတဲ့ကြားမမွေစစ်မှုထမ်းဖို့ညွှန်ကြားခဲ့တဲ့အကြောင်း အဲ့ဒီနောက်ရက်ကွက်လူလူကိုမတ်လ10ရက်နေ့မှာအုပ်ချုပ်ရေးမှုတွေကရက်ကွက်နေလူလူကိုပြန်လည်ရှင်းပြခဲ့တယ်လို့ဖော်ပြထားကြတာတွေ့ရပါတယ်။လူမျိုးပေါ်အခြေပြုဖွဲ့ထားတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့၎င်းတို့လူမျိုးစုနဲ့တူတဲ့သူတွေကိုရေးပွေရအဖြစ်စုဆောင်းလေးရှိတာပါ ။သို့ပေမဲ့စစ်ပွဲတွေကြဲကြဲပြန့်ပြန့်ဆက်နွှဲနေတဲ့ကာလမျိုးမှာအခြားသောတိုင်းသားတွေကိုလည်း MNDA ကစုဆောင်းခဲ့တဲ့အဖြစ်ပြက်တွေယမန်နစ်ကဖြစ်ပွားခဲ့ပူတာသတင်းတွေရသိရှိရပါတယ်။ MFP သတင်းဌာနကဖော်ပြထားရမှာတော့ TNL တင်းယူထိန်းချုပ်ထားတဲ့မျိုးဆက်နှမျိုးမှာဒေတာကန်လူမျိုးပေါင်းစုံပါဝင်တဲ့မျိုးရင်းလုံခြုံရေးတပ်တွေဖွဲ့စည်းဖို့စူးစမ်းနေတာဖြစ်ကြောင်း TNL ပြန်ကြားရေးတာဝန်ခံရဲ့ပြောဆိုချက်ကိုကိုကရေးသားထားပါတယ်။မိုးကုန်းနဲ့ကုတ်ခိုင်ကိုစီးရင်ကောက်တာတွေစတင်ဆောင်ရွက်နေပြီးနန့်ခမ်းမြို့မှာတော့ ဆောင်ရွက်ပြီးဖြစ်တယ်လို့လည်းအဆိုပါပြောဆိုကြမှာပါရှိပါတယ်။ယခုမိုးကုတ်မြို့မှာတော့မြို့ဆောင်တန်းလို့ဆိုပေမဲ့အချင်းမြေးစစ်ပွဲပြန်လည်ဖြစ်ပွားလာနိုင်ခြင်းနဲ့မြို့ဆောင်တန်းလို့ဆိုပေမဲ့စစ်ကောင်စီနဲ့ရင်ဆိုင်တိုက်ခတ်ရတဲ့စစ်မြေးပြင်ဘယ်နေရာမှဆိုစင်လွတ်ခံရနိုင်တဲ့အလားအလာကိုမြို့ခံတွေကစိုးရိမ်မှုရှိကြတာဖြစ်ပါတယ်။အခုလိုမြို့ကာကွယ်ရေးတန်းလို့ဖွဲ့ချရမှာလူမျိုးမရေးပဲစစ်သားစုဆောင်တဲ့စနစ်ကိုဒေတာခံလူလူအနေနဲ့ပျော်လင့်မထားတဲ့အနေအထားလို့လဲစုကောင်းဆိုနိုင်မယ်ထင်ပါတယ်။ တိုင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့၎င်းတို့လူမျိုးတွေ၎င်းတို့ထိန်းချုပ်နယ်မြေတွင်နေထိုင်သူတွေကိုတအိမ်တော်ဗနက်ဦးအမျိုးသားရောအမျိုးသမီးပါစစ်မှုထမ်းရတဲ့အစဉ်လာကအရင်အရင်ဆယ်စုနှစ်တည်းကလေးကရှိနေပြီးဖြစ်ပါတယ်။ရှမ်းပအုပ်ပလောင်စသဖြင့်ရှမ်းပြည်နယ်ကလက်နက်ကိုင်အဖွဲ့တွေရဲ့စစ်မှုထမ်းဆူဆောင်းမှုနဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေအများပြားရှိနေပြီးဖြစ်ပါတယ်။အရင်ကဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေစစ်ပွဲတွေဂျူကြားလောက်ဖြစ်ပွားတဲ့အခြေအနေမှာစစ်မှုထမ်းရတဲ့ထိခိုက်သိမ်းဆုံးနိုင်ခြင်းနဲ့ အခုလိုစစ်ပွဲတွေတနိုင်ငံလုံးအနှံ့ပြားနေစဉ်လိုလိုဖြစ်ပွားနေတဲ့အခြေအနေအောက်မှာစစ်မှုထမ်းဆူဆောင်းခံရတဲ့အနေအထားကကွာခြားတာကိုလည်းလူမှုအနေနဲ့နားလည်သိရှိထားတာဖြစ်ပါတယ်။ယမန်နဲ့မက်ရှလာဆန်မှာစတင်အသက်သွင်းလိုက်တဲ့စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့်စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့ကြီးတွေနေတွေကလူငယ်တွေအများပြားရွှေ့ပြောင်းနေထိုင်ကြပြည်ပကိုထွက်ခွာကြတာတွေဖြစ်ပွားနေတယ်လို့ပဲတိုင်းဒေသလက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့ဒေသတချို့မှာလည်း အတမစစ်မှုထမ်းစုဆောင်တဲ့ပြဿနာအချို့ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ပအိုးဒေတာမှာစစ်ကောင်စီကိုထောက်ခံရည်တည်ပြီးတဲ့ PNO PNA လိုလက်နက်ကိုင်တပ်ဖွဲ့ကပအိုးဒေတာခန်းထောက်တောင်းချီစစ်မှုထမ်းနဲ့ပြည်သူစစ်အဖြစ်စုဆောင်ပြီးပအိုးဒေတာနဲ့ထိစပ်နေတဲ့နေရာတွေမှာတခြားပအိုးလက်နက်ကိုင်တပ်ဖြစ်တဲ့ PNL လို PNLA KND ဒေတာကဒေတာကာကွယ်တပ်ဖွဲ့တွေနဲ့တိုက်ခိုက်နေတာဖြစ်ပါတယ်။ နိုင်ငံအနှံ့စစ်ပွဲတွေကြဲကြဲပြန့်ပြန့်ဖြစ်ပေါ်နေချိန်မှာမိမိတို့စံနာမရှိပဲစစ်မှုထမ်းအဖြစ်စုဆောင်းခံရခြင်းဟာအသက်အန္တရာယ်နဲ့ဤတဲ့စုဆောင်းခံရမှုအဖြစ် ရှုမြင်ကြသလိုစစ်ကောင်စီဘက်ရဲ့အတ္တမစုဆောင်းခံရလျင်အသက်အန္တရာယ်နဲ့ဂုံတိတ်ခါနှစ်ခုစလုံးထိခိုက်ဆုံးရှုံးနိုင်ခြင်းရှိနေတာလည်းဖြစ်ပါတယ်။ကျမ်းမာရေးအကြောင်းကြောင့်လည်းသာသနာဝန်ထမ်းဖြစ်လို့ကင်းလွတ်ခွင့်ရသူတွေကလွဲရင် အသက်အရွယ်လိုက်မဖြစ်မနေစစ်မှုထမ်းဆောင်ခြင်းဟာနိုင်ငံသားတိုင်းရဲ့တာဝန်ဝတ္တရားအဖြစ်နဲ့ ကမ္ဘာနိုင်ငံများအပြားမှာဥပဒေပြဋ္ဌာန်းလှုပ်ဆောင်နေကြပေမယ့်မြန်မာနိုင်ငံလိုပြည်ရင်းစစ်ကြဲကြဲပြန့်ပြန့်ဖြစ်ပွားနေတဲ့နိုင်ငံမှာတော့နိုင်ငံသားတယောက်ရဲ့တာဝန်ဝတ္တရားဆိုတဲ့ရှုထောင့်ထက်အတ္တမအာဏာသိမ်းထားပြီးနမည်ဆိုးနဲ့ကြော်ကြားတဲ့အာဏာရှင်စစ်အစိုးရဘက်ကဝင်ရောက်တိုက်ခိုက်ပေးရမယ့်အဖြစ်ဟာဘလို့မှလက်မခံနိုင်တဲ့အနေအထားတည်းရဲ့ဖြစ်နေပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လက်ရှိတိုက်ပွဲတွေကြဲပြန့်စွာဖြစ်ပွားနေပြီးထိခိုက်သေးဆုံးမှုကြောင့်ရော့နေသွားတဲ့အင်အားတွေ ပြန်လည်ဖြစ်တင်မှုအတွက်တော်၎င်းတိုက်ခိုက်သိမ်းယူတဲ့နေမြေကျပြန့်လာတာနဲ့အမျှလိုအပ်လာတဲ့တပ်အင်အားကိုလည်းတိုးချဲ့ဖွဲ့စည်းနေရတာကြောင့်အခုလိုအတင်းကျပ်စစ်သားစုဆောင်တဲ့အဖြစ်တွေကိုတွန်းတွန်းထိုးထိုးလှုပ်ဆောင်လာကြမဲ့အနေအထားလည်းဖြစ်ပါတယ်။တစ်ဖက်မှာလည်းလူလူရဲ့ထောက်ခံမှုကတော်လန်ကြီးရဲ့အဓိကအသက်ဖြစ်တာကြောင့်လူလူဆန္ဒကို စန့်ကျင်ပြီးအတင်းကျပ်စုဆောင်မှုတွေက နိုင်ငံရေးအရာဆုံးရှုံးမှု ကြာဆုံးမှုတွေရှိဥတီစေနိုင်တာလဲတတိပြုကြဖို့လိုအပ်တာဖြစ်ပါရဲ့ရှင်။